မေဇီကကျတော့ကလေးကလေးမွေးပြီးတော့ကလေးမွေးပြီးတော့ပေါင်900လောက်ထိတက်လာတာဟုတ်တယ်ဒီဘာစလောက်လဲဆိုအားကစားလောက်တယ်နှုတ်လည်းဖြတ်လိုက်တယ်ပြီးတော့ဒီသူသူနဲ့ငွေစင်နဲ့ပြန်တွေ့တော့လीဟိုဒီ healthy meal ပေါ့ဒီ healthy ဖြစ်တဲ့အစားအစာတွေကိုစားတာများတယ်အဲဟိုကနေမာစားလိုက်ဒီကနေမာစားလိုက်အဲ့လိုလုပ်ရင်းနဲ့ဘာဖြစ်သွားလဲဆိုတော့ ငါတို့ကိုယ်တိုင်လုပ်ကြည့်ရင်ရောဆိုပြီးတော့ဖြစ်သွားတယ်အဲ့ပြီးတော့မေဂျီနဲ့ပြန်တွေ့တဲ့အချိန်အဓိကကိုစားခြင်းလို့လှူစားရင်းနဲ့ဒီ healthy group တွေကိုရောက်လာပြီးတော့အဲဒီလိုဆင်ပြေသွားတာပေါ့နော်ဟုတ်ကဲ့အင်း196နေရာနီးပါးဆိုတော့အခုကကျော်130ကျော်ပဲရှိတော့တယ်ကျန်ပေါ်ကလောဝါနိုင်ကြပဲလေကလောဝါနိုင်ကြစမရတကယ်တော့မြင်းနဲ့လာနေရပါအဲအဲ့ဒါ အဟုတ်မေစီရကျတော့ခလေးခလေးမွေးပြီးတော့ခလေးမွေးပြီးတော့ပေါင်900လောက်ထိတက်လာတာဟုတ်တယ်ဟိုဟိုခလေးခလေးကိုမွေးပြီးတော့နို့တော့တိုက်တယ်တနေ့ကျော်အထိတိုက်တယ်တနေ့3လအထိတိုက်ပြီးမှဟိုဒီဘာဆလောက်လဲဆိုအာကစားလောက်တယ်နို့လည်းဖြတ်လိုက်တယ်ပြီးတော့ဒီသူသူနဲ့ငွေစင်နဲ့ပြန်တွေ့တော့လीဟိုဒီ healthy meal ပေါ့ လှူစားကြမယ်ပေါ့လှူစားကြမယ်အဓိကလှူစားကြမယ်ပေါ့ကိုစားရင်လို့လှူတာပေါ့နော်လှူစားရင်နဲ့ကျသွားတာဘာလို့ကျအရင်ကဘာလို့ဖြစ်ရှိတယ်လှူစားอืม196နေရာနီးပါဆိုတော့အခုကကျော်130ကျော်ပဲရှိတော့တယ်ဘယ်နှလားဟုတ်တယ်ဘနလအတွင်းတော့မဟုတ်ကြားထဲမှာတော့သူ့အနေနဲ့သူပေါ့သူ့အနေနဲ့သူလေးလေးချင်းငန်းရဲ့လမ်းလေးရှောက်တယ်အဲ့လိုမျိုးကြီးကူရတာပေါ့ဟုတ်ကဲ့ ွေစင်းကကြတော့ဂျားထဲမှာဟိုအရင်တစ်ခေါက်အရင်ဒီပြီးခဲ့တဲ့2024မှာခါကြောညက်တဲ့ဟာလေးဖြစ်သွားသေးရပေါ့နော်ခါကြောညက်တဲ့အချိန်မှာငွေစင်းကပါလဲဆိုစတိရိုက်တွေတောက်ရတယ်ဆေးတွေတောက်ရတယ်ညာအိတ်ခန်းကြီးဆိုလဲအဲ့ဆေးတွေတောက်တော့ဆေးရဲ့အချိန်ကပါလဲဆိုဖောလာတာပေါ်ပြီးတော့ဘာမှမလုပ်ရဘူးပြီးတော့ခါကခွဲဖို့ထိအောင်ဖြစ်သွားတာဆိုအမစိတ်ဓာတ်တွေကြာဆေးတွေကတောက်စားတွေကစားဆိုတော့လူကအရင်ကတည်းကကိုကအကစားနဲ့ပြောမှုရဲ့လို့ဆိုအဲ့မှာဘာဖြစ်လဲဆိုတော့အော်ငါဒီလိုတော့နေလို့မဖြစ်ဘူးဒီကျင်ကလုံးလုံးမရရင်တော့မှငါအစားတောက်နဲ့ပြန်ပြီးတော့မှ လုံးမဖြစ်မယ်ဆိုအရင်ကတည်းကလည်းငွေစင်ကဒီ healthy ဖြစ်တဲ့အစားအစာတွေကိုစားတာများတယ်အဲဟိုကနေမစားလိုက်ဒီကနေမစားလိုက်အဲ့လိုလုံရင်းနဲ့ဘာဖြစ်သွားလဲဆိုတော့ငါတို့ကိုယ်တိုင်လုပ်ကြည့်ရင်ရောဆိုပြီးတော့ဖြစ်သွားတယ်အဲ့ပြီးတော့မေဂျီနဲ့ပြန်တွေ့တဲ့အချိန်မှာအကစားလုပ်တဲ့လူချင်းချင်းပြန်ဆိုနေသူလည်း healthy meat တွေစားရင်ကိုယ်လည်း healthy meat တွေစားရင်ဒါဆိုရင်ငါတို့ဒီငါတို့ဒီလိုလုပ်ကြည့်မယ်ပေါ့ပြီးတော့ငွေစင်တို့ဒီအဖွဲထဲမှာနောက်ထပ်တစ်ယောက် trainer တစ်ယောက်ပါတယ်သူက calorie တွေတွက်ပေးတယ်အဲ့မှာကိုယ့်ကိုလှုပ်စားတာအဓိကကိုယ်စားခြင်းလို့လှုပ်စားရင်းနဲ့ကိုယ်စားခြင်းလို့လှုပ်စားရင်းနဲ့အကုန်လုံး ဒီ healthy group တွေကိုရောက်လာပြီးတော့အဲဒီလိုဆင်ပြေသွားတာပေါ့နော်ဟုတ်ကဲ့ဟိုပါဘောเนาะဒီမှာသူ့အပိုင်းနဲ့သူရှိတယ်၄ယောက်ရှိတယ်ပေါ့เนาะအငွေစင်ရယ်မေကြီးရယ်တငယ်ချင်း trainer ကေစင်ရယ်ပြီးတော့မေကြီးမောင်လေး chef ပေါ့၄ယောက်၄ယောက်မှာသူ့အပိုင်းနဲ့သူမေကြီးကကြောင့်မေကြီးအပိုင်းရှင်းတယ်ကိုကဆိုင်အတွက်လည်းဈေးဝယ်တယ်မလို့ဈေးဝယ်ဆရာရှိရင်အခုတော့မေကြီးကအစင်းရင်ပို့လာတဲ့ဟာလေးဆိုရင်ကိုကဝယ်တယ်ဝယ်တယ်ဟုတ်တယ်မေကြီးမောင်လေးကကြောင့်တိုင်ခံချက်တယ်ချက်တယ်အဲဟိုတငယ်ချင်းတယောက်ကြောင့် calorie တွက်ပြီးရနောက်ဆုံးအုတ်ကြီးပေါ့ ဥက္ကဋ္ဌဥက္ကဋ္ဌကြီးကကျတော့စည်ရင်ကိုင်းအဝင်အတွက်စည်ရင်ပတ်စံနေသူကပတ်စံနေသူကကိုကကျတော့ကိုဟာနဲ့ကိုတော့မေ့လဲမေ့တတ်တော့လေအာယုံဟိုဒီဘက်ဆိုင်မေကြီးကလည်းဒီဘက်မောင်းမင်းကဆိုင်လည်းရှိတော့အဲ့တော့သူ့ကိုတာဝန်ယူခဲ့သူကအကုန်လုံးအဲ့ဒါတာဝန်ယူသူ့မှာစစရေးစာအောင်စစရေးစာအောင်နဲ့တရေတရေလုပ်နေရတာအဓိကတော့မေစင်တို့၄ယောက်ဒီဘာလဲဆိုတော့ဒီဒီဟာတကယ်တော့အခုကငွေစင်တို့က small business ပဲရှိပါသေးတယ်တိတိလေးကနေစရတယ်ပြီးတော့အဓိကအစိတ်တန်းလား ါတို့ဘလို့ဘလို့လုံမယ်ဆိုတိုင်းမယ်ပြီးတော့အစပြီးတော့လုတ်ကြတဲ့ကငါစင်တို့၄ယောက်တည်ဟိုလူတွေကဘာဖြစ်တတ်လဲဆိုတော့ဆက်တူလုတ်တဲ့အချိန်မှာဘသူပဲဖြစ်ဖြစ်အရင်နီးဆုံးကနေဟိုအဆိုးအဝါဆုံးရန်သူတွေထိဖြစ်သွားတယ်လေအဲ့ဒါဘာလဲဆိုတော့ငွေကြေးပဲအဲ့ဒီငွေကြေးကိုငါစင်တို့ပြောထားတယ်အခုချိန်မှာငွေစင်တို့900စိုက်တယ်သူ900ပြန်ပေးတယ်အဲ့လိုဟာစငွေစင်တို့ကတိတိကျကျတန်တာကတော့ကိုတငယ်ချင်းတွေဘာတွေကျွေးတာမွေးတာစေတနာရှိရင်ကျွေးတယ်တငယ်ကြီးငါဘာဝယ်လာမယ်သူလည်းဘာချက်တာမယ်အဲ့လိုမျိုးပေါ့တော့ဒါမဲ့စည်ရင်လောက်တဲ့အချိန်မှာတော့ငွေစင်တို့ဒီ၄ယောက်ဖြစ်တဲ့အတွက် ငွေစင်လိုက်တိတိကျကျလုပ်တယ်ဟို90 100စစင်းစာအုပ်ထဲမှာလည်းအတီကြဒါမှလူတွေကရေရှည်နေရှည်သွားလို့ရမှာပေါ့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့သူ့အား तू လည်း तू နိုင်တဲ့နေရာမှာ तू တာဝန်နေနေသူကိုလည်းကိုနိုင်တဲ့နေရာမှာကိုတာဝန်နေနေပေါ့အကုန်လုံးကဒေါင်းစီးတဲ့အချိန်ကျတော့၄ယောက်အားနေပေါ့နော် healthy meal တွေစားတာဘာဖြစ်လို့လဲအကျိုးရှိခြင်းနဲ့ကျန်းမာခြင်းနဲ့ အဲ့ဆိုတော့ကိုကိုတိုင်းမီနူးဆွဲတယ်ကိုကိုတိုင်းတပတ်ပစာတပတ်စာမှာလူစင်တို့အားလုံးကပြန်ပြီးတော့ check up လုပ်တယ်ငါတို့ဒီတပတ်မှာတော့ဒါတွေပြီးသွားပြီအဲ့တော့သူတို့ဘက်ကလည်းပြန်ကြည့်ပေးရပါတော့ငွေစင်တို့ကတော့အဓိကကတော့အခုငွေစင်တို့ရဲ့ small business တွေကစေတနာနဲ့ရှေ့ဆက်နေတယ်အရန်စေတနာကောင်းလို့တော့တခါတလေကျငွေချင်းတွေပြောတယ်ဟေ့ငါတို့ရဲ့ငါတို့တွေတော့လို့ဟိတ်ဆိုင်နေရမယ်နော်လို့အဲ့လိုမျိုးပေါ့နော်တက်နိုင်ဆုံးတော့ငွေစင်တို့ကအကောင်းဆုံးပဲပေးတယ်9500ဆိုတာတကယ်အရန်တန်တာပြီးတော့နောက်တစ်ခုကငွေစင်တို့စီမှာအရေးကြီးဆုံးကငွေစင်တို့ဒီ ချင်းဆက်လေးကိုငွေစင်တို့အမြဲတမ်းထည့်ပေးတယ်။အဲ့ဒီဟာကတော့ငွေစင်တို့အခုထိပေါ့နော်။ငွေစင်တို့ team ရဲ့ဒီ Clover team ရဲ့ logo လိုတော့ဖြစ်နေတယ်။သူကလူတွေရဲ့ပါဇက်ပြားမှာတချို့အချင်းကြိုက်တယ်တချို့အဆက်ကြိုက်တယ်ချင်းဆက်လင်းပါရင်ဆိုရဥမာကွာအသားငယ်ပဲဖြစ်ဖြစ်အပြုတ်ပဲဖြစ်ဖြစ်အပြုတ်ကျုပ်ဒီတိုင်းစားရတယ်အချင်းလေးနဲ့ဆိုအဲ့အဲ့ဒါတော့အခုလောလောဆယ်နေနမကြီးနေနမကြီးနေပေါ့နော်ကိုကိုရန်လည်းအဲ့မှာဟိုစပုံမှုဆိုလည်းပြောတယ်မကြီးမောင်လည်းပြောတယ်ဂျီဂျီမမတို့ကတော့အမြဲတမ်းစားနေရလို့ဖြစ်တဲ့အတွက် ငွေစင်ကိုယ်တိုင်လည်းဝယ်စားတာဒီ9500ပေးပြီးတော့ဝယ်စားငွေစင်ကိုလည်း discount မရဘူးเนาะပြီးရင်အုတ်ကြီးကခရီးရတဲ့အားတွေလည်းရှိသေးတယ်အုတ်ကြီးကဘာလဲဆိုတော့ဆောက်ရအကုန်လုံးကို presentation လုပ်လို့ကျက်ဦးတချမ်းလို့လည်းအုတ်ကြီးခံရတယ်အဲ့လိုပေါ့အသားတစ်ဖက်လို့သွားလည်းအုတ်ကြီးပဲခံရတယ်ကျန်တဲ့လူကတော့အပြည့်ပဲအဲ့လိုမျိုးအုတ်ကြီးကဘလောက်တောင်မှစေတနာရှိလဲဆိုတော့အဲ့လိုမျိုးပေါ့ငွေစင်တော့အဲ့လိုပါကိုယ်အတွက်ကဘလို့ပဲရော့ရော့တကယ်အစားသုံးတဲ့လူတွေလက်ထဲကိုအပြည့်ထည့်တာမြေကြီးကလေးရသွားတဲ့အကြောင်းရင်းကမြေကြီးတို့မြေကြီးတို့ကပေါ့နော် လေးနှစ်လောက်ရှိမိကြီးတို့ဟိုယူတာပေါ့နော်မိကြီးတို့လေးနှစ်လောက်ကျူစားနေကလေးတော့မရမရသေးဘူးဗောဒါပေမဲ့ယောဂလေးဆော့ရှင်နေတချို့တွေကဟိုယောဂဆော့လို့ရှင်ဒီ main ကလေး main ကလေးကိုလည်းတိုက်တော့နားမလဲဘူးဗောနော်ဟိုတအိမ်နေမှန်တော့အရို့ဘာလို့အဲ့လိုမျိုးရှိတယ်ဆိုတကယ်ချင်းလို့နေငါ့ဦးလို့ train ပေးပါလားလို့ငါဆော့ရှင်နေပါညာအဲ့နဲ့ရောင်းမနဲ့မိကြီးနဲ့အိမ်မှာသူကတင်ပေးတာတင်လဲတင်ပေးရောတလားလောက်နေရောတလားလောက်နေရောပိုက်ကြီးပါ ိုက်ကြီးသွားမိုက်ကြီးသွားအမတ်တရားပဲအဲ့နဲ့အခုအိမ်မှာသူမနှက်ဆိုလာတယ်လေမနှက်ဆိုလာတယ်ကလေးပါဝိုင်းထိန်ကလေးပါသူထိန်ခိုင်းနေအဲ့ဒါဘာဆိုကိုကြောင့်ကိုတော်ဝင်ကမกินတော့လေအဲ့လိုပါတော့သူကပြောတယ်တငယ်ချင်းတာနင်းချောင်းရတာနင်းတယ်တခုတော့မေးနေတယ်ဘယ်လိုလဲတင်ပေးနေတာနော်ခုကနေအပြူအေးဟုတ်တယ်ဒါကတော့ဒါကတော့အဲ့လိုပေါ့နော်စမရဲ့စမရဲ့အာသာချက်လေးပေါ့နော် ကျမတော့ဟိုပါသူတို့အခုကြည့်ပြီးတော့ကလေးကကလေးကိုကြည့်ကြည့်ပြီးတော့သူကတော့ပြောပါတယ်ငွေချင်းတွေငါ့ကိုကြည့်တာမယူနဲ့ဟုတ်တယ်ငွေချင်းငါမယူတော့ဘူးငါမယူတော့ဘူးဘာလို့ဆိုတော့ကလေးကလေအခုသူ့မှာလှကျင်ပြီဆိုတော့အောက်ကနေနည်း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 ဆိုပြီးအောက်ကနေဆွဲပြီးတော့လိုက်နေတော့မလီမဖြစ်ဘူးလို့ငါသာဆိုရင်တော့ ငါသာဆိုရင်တော့ကိုကတယောက်တည်းဒီမှာတယောက်တည်းမိသားစုနဲ့လည်းဝေးနေရဆိုပိုဆိုးမှာလို့သူ့သူ့မှာတကယ်တော့ထိမ့်ပေးမဲ့လူတွေအများကြီးရဲ့ကလေးကလည်းအရန်ကြီးအမေတို့တအားကတ်တာတော့မဟုတ်ဒါပေမဲ့အခုရက်ပိုင်းမှာတော့ခုနည်းနည်းကြီးတာအချိန်မှာတော်တော်တော့နည်းနည်းတော့ကတ်လာတယ်အဲ့အဲ့ဒါတွေမြင်ပြီးဟာတော်ကြီးတော်ကြီးတို့ငါတော့အိမ်နာပြုလို့တော့အဆင်မပြေတော့ဘူးလို့ဒီလိုပဲပေါ့ကို့ထားလေးနဲ့ကို့ပေါ့တကယ်ကြီးရောပြန်မရှာပေးဘူးတကယ်ကြီးမရှာပေးဘူးသူရှာပေးမယ်လေရှာပေးနဲ့တကယ်ကြီးရတယ် ရှာပေးမှာမဟုတ်ဘူးဟိုကိုရီးယားကြားရနေတော့ကိုရီးယားကြားရနေတော့အမှန်မဟုတ်ပါဘူးသူကြိုက်တဲ့လူအများကြီးရှိတယ်ဆင်မကြီးကမကြိုက်တာဟုတ်တယ်ကြီးများကြီးများတယ်သူကအရင်ကြီးများသူကကြာစီကန်းလည်းရှိတယ်တို့ကိုတို့ပဲကြိုက်တာဟုတ်တယ်သူကအဲ့လိုစီကန်းရန်ကြီးလို့အဲ့ကြောင့်ပြူကြီးဖြစ်နေ